ွေးဖွားလာစဉ်ကတိုင်းဝိုင်းကြီးမှာရွှေစုံကိုင်မွေးဖွားလာကြသူမိသားများမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မွေးဖွားလာစဉ်ကပတ်စံချမ်းသာလာတဲ့တိုင်းဝိုင်းကြီးကနေရွှေစုံကိုင်ခါမွေးဖွားလာကြသူနမေကြီးမိသားတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်မြန်မာရုပ်ရှင်လောကထဲမှာအရေးကြီးရှိသူတရုတ်ဆောင်တွေများစွာရှိကြပြီးအလွာပေါင်းစုံကနေအမှုပညာရေးချင်းကြောင့်အသီးသီးအာမင်ကြောကြားသူတွေနဲ့ပြည့်နေနေကြတာပဲဖြစ်ပါ යි အချို့ကလည်းစင်ရချိုတဲတဲ့ဘဝကနေအမှုပညာလောကတွေကိုခက်ခက်ခက်ခဲဝင်ရောက်လာခဲ့ ဲ့ပြီးအောင်မြင်မှုထိပ်ဆုံးရရှိကြသူအနုပညာရှင်တွေရှိသလိုအချို့ကလည်းငွေကြေးပြည့်စုံတဲ့တိုင်းဝိုင်းကြီးတွေကနေမွေးဖွားလာပြီးတော့အနုပညာရေးချင်မှလည်းပြည့်စုံတဲ့အတွက်ထိပ်ဆုံးအထိရောက်ရှိအောင်မြင်နေသူအနုပညာရှင်တွေလည်းများစွာရှိကြပါသည်ဒီတစ်ခါမှာတော့အနုပညာလောကထဲမှာလည်းနမေကြီးမင်းသားတွေဖြစ်ရက်တည်ထားသလိုပြင်ပပွားမှလည်းငယ်စဉ်တည်းကရွှေစုံကင်မွေးဖွားခဲ့ကြသူနမေကြီးမင်းသားတွေအကြောင်းလေးကိုတင်ဆက်ဖော်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်သူတို့တွေကဘယ်သူတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ နမတေနေတုံမြမရုပ်ရှင်လောကရင်ထိတ်တဲမင်းသားတလဲဖြစ်သလိုအမှုပညာရေးသွေးပိုင်းမှာတဖက်ကန်းခက်ဒေါ်လာသူမင်းသားနေတို့ဟာအမှုပညာလုပ်တွေမလုပ်ကန်ခင်တွေကချမ်းသာတဲ့မျိုးရောကနေဆင်းသက်မွေးဖွားလာခဲ့သူပါမင်းသားနေတို့တို့မျိုးရောဟာပရင်းပညာရှင်ရွှေဆိုင်ပန်းရှင်တွေဖြစ်ကြပြီးမင်းသားနေတို့တို့ရဲ့ဇာတိမြေဖြစ်တဲ့မန်အောင်မျိုးလယ်မှာအိမ်ကြီးကြီးနဲ့နေထိုင်ကြည်ပြင်းခဲ့သူတယောက်ပဲဖြစ်ပါတယ်မိသားစုချင်းတွေရာရွှေစုံကိုက်မွေးဖွားလာခဲ့သလိုအမှုပညာလောကရဲ့မှာလည်းထိတ်တဲမင်းသားဖြစ်တဲ့အောင်မြင်လျက်ရှိနေပါတယ် နမနေဟင်ဝင်ရင်မင်းသားဟင်ဝင်ရင်ကလည်းအောင်မြင်တဲ့မင်းသားတလဲဖြစ်တယ်လို့ပြင်ပဘွားမှလည်းရွှေစုံကောက်ကမွေးဖွားလာခဲ့တဲ့လူချမ်းသာမျိုးရိုးကတတိသားတယောက်ပါမင်းသားဟင်ဝင်ရင်ရဲ့မိဘတွေဟာစီးပွားရေးလုပ်ငန်းတွေအများအပြားနဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေပိုင်ဆိုင်ကြသူတွေဖြစ်ပြီးမင်းသားဟင်ဝင်ရင်ကိုလည်းမင်းသားတလဲဖြစ်အောင်တေချာပံမိုးပြိုးထောင်ခဲ့တာပဲဖြစ်ပါတယ်ငွေကြေးအင်အားနဲ့ပြည့်စုံသလိုရုပ်ရှင်နဲ့အမှုပညာရေးချင်းတွေကြောင့်မင်းသားဟင်ဝင်ရင်ဟာနမဲကြီးမင်းသားတလဲဖြစ်ရပ်တည်နိုင်ခဲ့ပါတယ် နံပါတ်3ဆိုင်းစီတွန်ခန့်အခုတလောမင်းမပြိုလေးတွေရဲ့အသေးဆွဲမင်းသားတရက်ဖြစ်နေတဲ့မင်းသားဆိုင်းစီဟာလေပညာတတ်ဆရာဝန်မျိုးကနေဆင်းသက်လာတဲ့တွင်ငေဘွားတွေကပြည်စုံကျဲွားတဲ့မိသားစုကနေပောက်ဖွားနေထိုင်လာခဲ့သူတယောက်ပါစေယုံမှာပိုင်ဆိုင်တဲ့ဖခင်ဖြစ်သူကြောင့် မင်းသားလေးဆိုင်းစီတို့မောင်နှမတွေအားလုံးဟာရွှေစိုးကိုက်ခါမွေးဖွားလာခဲ့ရသူတွေပဲဖြစ်ကြပါရယ်။ဒါပြီးမင်းသားဆိုင်းစီရဲ့ဖခင်ဒေတာဆိုင်းမောင်ခန်းဟာမြန်မာနိုင်ငံရဲ့ဒုတိယသမ္မတဖြစ်ပါတာဝန်ယူခဲ့ဘူးသူဖြစ်လို့မင်းသားဆိုင်းစီတို့ရဲ့မျိုးရိုးကုံကြီးမားမှုကတော့ထိပ်ပြောနေစရာမလိုတော့ပါဘူး။ကိုတိုင်လေးဆရာဝန်တယောက်ဖြစ်အောင်ကြိုးစားခဲ့သူဖြစ်ပြီးလက်ရှိနုပညာလောကထဲမှာအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်နေခဲ့ပါပြီ။နမလေးနေတို့တသက်စာမင်းသားတွေထဲမှာအောင်မြင်ဆုံးနဲ့အရေးချင်းရှိဆုံးမင်းသားလေးလို့ပြောရမယ့်မင်းသားနေတို့ဟာလေချမ်းသာတဲ့မိဘအတိုင်းဝိုင်းကနေစဉ်သက်မွေးဖွားလာ ါခဲ့သူတွေပဲဖြစ်ပါရည်။မင်းသားနေထိုးရဲ့ဖခင်ဖြစ်သူဟာရန်ကုန်မြို့ရဲ့နမေကြီးဆုံးဖြူတီစလုံးတွေပိုင်ဆိုင်တဲ့တူနီထိုးထိုးဖြစ်တဲ့တွေ့ငင်းစင်တွေက International School တွေတယောက်ခါချင်းမြောက်ခဲ့သူတယောက်ပါ။ အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောဆိုနိုင်ခြင်းဟာသူ့ရဲ့အားသာချက်ဖြစ်ပြီးအမှုပညာဖန်တီးမှုတွေကိုလည်း creation ကောင်းကောင်းနဲ့အရေးချင်းရှိရှိချပြနိုင်လို့ယခုနောက်ပိုင်းမှာပြည်သက်ခိုင်မာရရှိလာတဲ့မင်းသားတလေးဖြစ်လာခဲ့ပါပြီ။ဒါတွေကတော့ရွှေစုံကိုက်ကမွေးဖွားလာခဲ့တယ်လို့အမှုပညာလောကမှာနာမည်ကြီးမင်းသားတွေဖြစ်ပါရပ်တည်ထားနိုင်သူမင်းသားတွေပဲဖြစ်ကြပါရဲ့။ပြည်သက်တို့ရောဒီမင်းသားတွေကဘယ်မင်းသားကိုစိတ်နှစ်သက်လေးဆိုတာပြောခဲ့ပေးပါဦးရှင်။